လက်တီနန်အပ်တွေနဲ့အတူတောင်ပေါ်ဖျားမှာအားရောက်ပြီးတော့မှပြမျောတာဖြစ်ပါတယ်။ကဲဖျားတော့ရောက်ပါပြီဖျားရောက်ပါပြီ။မြောက်တွေတော့တွေ့။မြောက်တွေတော့အများကြီးပဲ။ကြီးနေနော်။မြောက်ကြီး။နေမကောင်းလားမသိဘူး။နေမကောင်းလားမသိဘူးသူကဒီမှာ တောင်းဝင်ထဲမှာထားတာအဲ့တော့ငှက်ကလေးငှက်ကလေးအဲချစ်စရာလေးကောင်ဘွားကဖះကိုမတက်ခင်လေးမှာကျွန်တော်တို့ဒီမှာဖွဲလိုက်ပေါ့နော်လူတန်းမှုလေးတွေလောက်ခဲ့ပြီးတော့မှဇေယတော်မျိုးဝင်ရောက်ပြီးတော့မှဥမျိုးကတော့ခဲ့ပါတယ်

လမ်းတဝက်တောင်မရောက်သေးဘူးအားလုံးကမောဖောက်နေကြပါပြီအားလုံးမှာကိုစီကိုစီစီးပွားရေးလုပ်ငန်းတွေလုပ်တဲ့အခါကျတော့ဘိုးလဲလှောက်ရှားမှုတွေလည်းတက်ပြီးတော့မှမရှိကြဘူးလေဒီလိုအချိန်ဒီလိုကာလရာဘူးတွေထွက်တဲ့အခါကျတော့မှသိရတယ်ပေါ့နော်ဘယ်လောက်ထိဒီပြင်မမှုတွေမခံနိုင်ဘူးဆိုတာပေါ့နော်ဟုတ်တယ်ကျွန်တော်ဆိုရင်ဘယ်လောက်ထိမောနေလဲတရားလေးကြည့်ကြည့်ပါဦး အမောမခံနိုင်တော့ဘူးတလားတော့လာလှုပ်ရှားမှုမရှိတဲ့အခါကျတော့လေကဲဒီဘွေရှင်နေဘယ်လိုနေလဲမမောပါဘူးခင်ဗျာမောပါဘူးဘယ်လိုလဲဆိုစကွဲတောက်ထားထည့်တာဒီတော့မမောပါဘူးအဲ့ဒီစကွဲတောက်ပြီးတတ်ပါတယ်စကွဲစကွဲလည်းမနိုင်တော့ရှင်မှာတော့တတ်ပါတယ်အဆင်းရတော့နဲတာမဟုတ်ဘူးနော် အချိန်နေရတော့ပြည့်တိုင်းပဲဒါမှကြိုက်ထီကိုကြိုက်ထီကိုရဲ့တက်ထီကို၄၅ပြန်ဆရာမရှိပါဘူးနော်အားလုံးဖူးမြော်ခြင်းတဲ့နေရာလေးကိုတော့ကျွန်တော်တို့ရောက်ခဲ့ပြီပေါ့နော်အဲ့တော့ကျွန်တော်တို့အထက်ကိုဝင်မယ် အထဲကနေတစ်ဆင့်ကျွန်တော်တို့အပေါ်ကိုတစ်ဆင့်ထပ်တက်ရအောင်မှာဖြစ်တယ်เนาะအဲလောလောဆယ်မှာကျွန်တော်တို့ဒီအောက်ထပ်မှာရှိတဲ့ရာခန်းမှာကျွန်တော်တို့ဝင်ရောက်ပြီးတော့မှာပုံမျောတယ်ဒီတဲ့ခါကျတော့ကျွန်တော်တို့အပေါ်ကိုဆင့်ကိုထပ်တက်တယ်ပေါ့เนาะအပေါ်အဆင့်ကိုတော့ကျွန်တော်တို့ရောက်ခဲ့ပါပြီပတ်ပတ်လဲကျွန်တော်တို့ဘုရားကိုပုံမျောကြရအောင်ကျွန်တော်တို့ရောက်လာတဲ့အချိန်ကလည်းနေ့လယ်ဖြစ်တဲ့အတွက်နေရာလဲတအားကိုကြစ်ကြစ်တောက်ပုံနေတာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ပြေးပြီးတော့မှာပေါ့နော် ပြေးပြီးရိုက်နေတာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့အောက်ခြေကကြွေပြားတွေကအရန်မှပူလို့ပါခင်ဗျာ။အပေါ်စီးကနေကြည်ရတဲ့ရှုခင်းတွေရဲ့အင်းများတဲ့လီပီရဲ့ကျွန်တော်တို့ပူးကျင်တဲ့ဖျားကိုလည်းပူးခွင်းရတဲ့အတွက်အရန်နဲ့မှရင်ထဲမှာအင်းများပြီးတော့မှဝမ်းသာကြည်နူးပြရပါတယ်ခင်ဗျာ။ ဖွဲ့သားတွေနဲ့အတူပူးမြော်ခွင့်ရခဲ့လို့စီစဉ်ပို့ဆောင်ပေးတဲ့ခေါင်းဆောင်များကိုလည်းဒီနေ့မှကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ